အတန်တော့မှတ်မိတယ်အတန်တော့မှတ်မိရုပ်ကတော့ तू တိတ်မဖမ်းမိတာဘူးဘောနော်အခု तू ကအဲ့လိုအရန်ထွားလာမြန်တယ်အော်လို့ထွက်သွားနှစ်လပဲရှိသေးတယ်အရက်ကတော်တော်ရှိနေပြီတကယ်ရှိလာတော့တော့ရှိတော့တော့ရှိမယ်လို့လို့ရှာ Hello Hi အာလာနာအခုငါအခုလည်းမျိုးသမီးလည်းကိစ္စတွေပြီးရင်ပြန်လာခဲ့တော့လို့နားနေပြီလို့ဟိုကမိသားစုလေးဒါကျန်းကျန်းမမရှိတဲ့အချိန်မှာတူတူလေးရှိချင်တယ်လို့ကပြောထားတယ် အော်သမီးလေးရတက်လေမိမပထမလေဟာကျွန်တော်ကတော့ကျွန်တော်တော့သူတို့တက်တည်ပေးထားပါတယ်ပထမတွေပေးပါကျွန်တော်ကအဲ့လိုပါအေးဆေးပါ Hello Hi How are you? ဒါသမီးလေးကလည်းသူ့ရဲ့ပုံစံလေးကလည်းသူကအပြုံးချိုတဲ့အထဲမှာပါတယ်။လာသားရွယ်ရွယ်ချက်ကလေးကသူကအဲ့လိုမျိုးပြုံးစတတ်လာတာလုံးဝမတင်ပေးစရာမလိုဘူး။သူကအဲ့လိုမျိုးမျက်နှာချိုတဲ့အထဲမှာပါတယ်ဗျ။အပြုံးလည်းချိုတယ်လေ။အဲ့လိုမျိုးကြောင်းနေတူပါတယ်။ခါကျရင်သူ့အမေက အဲတမီးလေးကိုအဲ့လိုမျိုးအပြုံးလေးနဲ့ဗီဒီယိုတင်ထားတဲ့ခါတွေပါကြာရင်ပရိသတ်တွေကပို့ပြီးတော့ဟိုသဘောကျပြီးတော့အဲ့လိုမျိုး comment လေးတွေရေးကြတာကိုကျွန်တော်တွေ့ရတယ်ဗျဟုတ်မြန်မာနာမည်ပြီးတော့ပြတာပဲမြန်မာနာမည်ကတော့အခုဒီရောက်မှဖုန်းဖုန်းနဲ့အပ်ပြီးတော့စဉ်းစားမယ်ပေါ့ဗျဟုတ်ဟုတ် aura ပဲ aura ခံမယ်ပေါ့ခင်ဗျာ aura ဆိုတာကအဲ့လိုမျိုးလူတစ်ယောက်ရဲ့အဲကိုယောင်ကိုပါပေါ့နော်အဲအဲ့လိုမျိုးလေးကို အဲတမီးလေးကိုလည်းအဲ့လိုမျိုးဟိုလူချစ်လူခင်များတာတို့အဲကိုရောင်ကိုပါလေးဖြစ်တာတို့အဲအဲ့လိုအဲ့လိုမျိုးစိတ်ကူးပြီးတော့ aura ဆိုပြီးဖြစ်တာပါခင်ဗျာကြမွေးတော့အဲ့လိုမျိုးဇပင်ထူထူလေးပေါ့ဗျာအဲအဲ့လိုမျိုးရုပ်ကတော့အဲ့လိုမျိုးအဲတိတ်ပြီးမပေါ်သေးဘူးပေါ့အဲနောက်တစ်ဖြည်းဖြည်းနဲ့မှပေါ်လာပြီးတော့အဲမမကိုပြရတဲ့ချိန်မှာမမအဲ့လိုနှစ်ယောက်စလုံးရဲ့အဝါနဲ့ရုပ်နဲ့အတူပဲပေါ့နော်အဲ့လိုမျိုးတွေပြောကြတယ်ခင်ဗျာ။တမီးလေးမိခင်ဝမ်းနေရနေပြီးတော့ဆပြီးတော့ထွက်လာတဲ့အချိန်မှာဖြစ်သွားတဲ့ခံစားချက်ကအဲ့လိုမျိုး ချက်ချင်းပြောင်းလာကဖခင်တယောက်ရဲ့အဲ့လိုမျိုးခံစားချက်တွေကိုကျွန်တော်တွားပြီးတော့ခံစားမိရယ်ပေါ့နော်အဲ့လိုမျိုးသမီးကိုဆက်ဆက်ချင်းထွေးပွေချင်တာတွေအဲ့လိုသမီးကိုဆက်ဆက်ချင်းအဲ့လိုမျိုး skin touch လုပ်ချင်တာတွေအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုဖြစ်ဖြစ်မိတယ်ပေါ့နော်ပြီးတော့တမီးလေးကိုကျွန်တော်ဆက်ဆက်ချင်းထွေးပွေဝင်ရတဲ့အချိန်မှာကျွန်တော်အင်ကြီးချွတ်လိုက်တယ်ချွတ်ပြီးတော့ကျွန်တော် skin နဲ့သူ့ skin နဲ့ထိထားတယ်ပြီးတော့ကျွန်တော်ရဲ့ဒီဘက်နားမှာထားထားတယ်ဘာကြောင့်လဲဆိုတော့ဟိုသူတို့ကအဲ့လိုမျိုး မိဘရဲ့နှလုံးခုန်တမ်းတွေကိုကြားရင်သူတို့အတွက်ပို့ပြီးတော့ safe ဖြစ်တယ်လို့ခံစားရတဲ့နေရာတစ်ခုရောက်သွားပြီးတော့သူကထင်ရတယ်ပေါ့နော်အဲ့လိုမျိုးဆရာဝန်တွေပြပြလို့ပါအဲ့တော့ကျွန်တော်အဲ့လိုမျိုးဆက်စားခြင်းမှာအဲ့လိုလုပ်ပြခြင်းမှာဟောကိုတမီးလေးပေါ့နော်ဟောတမီးလေးတယောက်ကို form လိုက်ပြီးပေါ့ဟောတမီးလေးကိုစောင့်ရှောက်မယ်ပေါ့တမီးလေးကိုတမီးလေးနဲ့တူတူတက်တလုံးနေကြမယ်အဲ့လိုအဲ့လိုမျိုးတွေဖြစ်လာတာပေါ့စေကသူနဲ့ကစားမယ်သူနဲ့ရှောက်သွားမယ်သူဖြစ်ချင်တဲ့အားလေးတွေကိုလိုက်ဖြည့်ဆည်းပေးမယ်ငယ်ငယ်တုန်းကကို့အဖေဖြစ်ခဲ့တဲ့ဆန္ဒတွေကို ကျွန်တော်ပြင်းမြင်ခဲ့တာပဲအဲ့လိုမျိုးပါအခုကတော့ तू ဟိုအတန်တော့မှတ်မိတယ်အတန်တော့မှတ်မိရုပ်ကတော့ तू တိတ်မဖမ်းမိတာဘူးဘောတော့အခု तू ကအဲ့လိုအရန်ထွားလာမြန်တယ်မြန်တယ်ဆိုတော့အဲ့အဲ့ဒါလေးကျွန်တော်အခုအော်လို့ထွက်သွားနှစ်လပဲရှိသေးတယ်အရက်ကတော်တော်ရှိနေပြီတကယ်ရှိလားတော်တော်ရှိတော်တော်ရှိမယ်လို့လို့ရှာအာလမ်းတော့အခုငါအခုလည်းမျိုးသမီးလည်း ကိစ္စတွေပြီးရင်ပြန်လာခဲ့တော့လို့အမ်းနေပြီးတော့ဟိုကမိသားစုလေးဒါကျန်းကျန်းမမရှိတဲ့အချိန်မှာတူတူလေးရှိချင်တယ်လို့ကပြောထားတယ်။ပြန်လာအောင်ဆောက်လုပ်မယ့်အရာဖျားသွားမယ်။ तू ကဖျားတက်ချင်တယ်တဲ့။အဲဆိုတော့ဖျားသွားဖို့အတွက်အမ်တပီတော့တမီးလေးကိုလည်းအမ်သာသနာအနေမီလေးကိုဆက်စားချင်းနင်းစေချင်တယ်လေ။အဲအဲဖျားသွားဖို့အတွက်ဆီရွှေတကုံပါပဲ။ဟုတ်။အော်။အဲကျွန်တော်ကအဲ့လိုအဲ့လိုမရှိပါဘူး။တမီးလေးကိုချစ်တယ်။ ဲတမီလေးချိန်ကြရင်ရွယ်ရောက်လာရင်သူကသူစဉ်းစားဆုံးဖြတ်နိုင်အောင်လို့ကျွန်တော်တို့မိဘတွေကနေပြီးတော့တုံသင်ပေးမယ်ဆုံးမပေးမယ်ဒါဒါတွေကအကုန်လုံးသူ့လက်လက်ခံကျွန်တော်တို့ကအဲ့လိုမျိုးပိတ်ပင်မာတွေတားဆီးမာတွေအဲ့လိုမျိုးမရှိဘူးဘာလို့ဆိုတော့ဒါဟိုကိုကတမီလေးကိုဟိုဘယ်လိုပြောဒါသူ့ခန္ဓာနဲ့သူ့စိတ်လေသူ့ခန္ဓာသူ့စိတ်သူကောင်းရမွန်ရအောင်သူဆုံးဖြတ်နိုင်မယ်သူရွေးချယ်နိုင်မယ်လို့ကျွန်တော်သိတယ်ယုံတယ်ကိုကိုယ်တိုင်လည်းအဲအဲ့လိုမျိုးဖြစ်အောင်လို့ညွှန်ကြားပေးမယ်လမ်းပြပေးမယ်ဆိုတော့အာကျွန်တော်မှတော့အဲ့လိုမျိုးတော့မရှိပါဘူး ပါပြောရဲအားကြရတာဘာဘာဘာကိုလဲအဲ့လိုပဲမွေးတော့စောစောစီအတတ်တိတ်မကွာဘူးဆိုရင်လေငါဘော်ဒါရေးဖြစ်နိုင်တယ်လို့အဲ့လိုမျိုးပေါ့တအားတောင်းမွေးရင်လည်းဆိုအင်းအဲ့လိုမျိုးဘော်ဒါလေးပေါ့အကြောင်းတူတက်တူသားစားကြဆိုတော့အဲ့လိုမျိုးဘော်ဒါလေးတမီးလေးတဲ့တငယ်ချင်းရသေးချင်တော့လေအဲ့လိုမျိုးပေါ့တိုက်တွန်းလိုက်ပြီးတော့ရအားတုံးတာလေသူတို့လည်းအခုအလုတ်အလုတ်အာနည်းနည်းဟိုဖြစ်သွားရင်ဟိုဟာစီစဉ်မယ်ပေါ့နော်